လားဆိုတဲ့ဆရာတယောက်ကရွာဘလို့တည်နေခဲ့တယ်လေပညာရေးရဘလို့ရေးပါတယ်လေကျောင်းသားတွေအတွက်ဘာလားဆိုတဲ့ဆရာကဘလို့အတတ်နဲ့ရင်းမိကာဝယ်ခဲ့တယ်ဆိုတဲ့ KM ဇလန်လေးကိုကြည့်ချင်ရင်တော့ DBO စုံသည့်ကြည့်ရှုပေးလိုက်ပါဒီနေ့မှာတော့2023ခုနှစ်မှာထွက်ချိခဲ့တဲ့အိန္ဒိယပြည်မှာစကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစကား1990 2009နှစ်ဝန်းကျင်က KM ဇလန်ကိုအခြေခံရိုက်ကူးတာပါဒီစကားကတော့ပညာရေးရဲ့ရေးပါပုံပညာရေးဟာ ဝင်းနဲ့ဝယ်လို့မရတယ်လို့စားလို့ခြင်းနဲ့ចောင်းသားတွေကိုမိဘတွေကတားဆီးလို့မရနိုင်ဖို့ခြေခံရိုက်ကူးထားပါတယ်။ဒီဝါရီသမားကြီးရဲ့ရုံမှမှုတွေကြောင့်ကျောင်းသားနဲ့ဆရာတို့ရဲ့အနေရင်ဆိုင်ရပုံတွေကိုပုံဖော်ဖန်တီးတာပါတယ်။မိသလန်ဟာတကယ်ပြန်မှန်ကိုရိုက်ကူးထားတာကြောင့်ဝါနေကြည်ဝဲဝဲရများစွာ ပါဝင်ပါတယ်။အိဒါတို့အနည်းနဲ့ပညာရေးကဘလောက်ရည်ပါလဲ။ပညာရေးကိုလွယ်သုံးသားလုပ်နေတဲ့လူတစုနဲ့ဆိုရတရတို့ရဲ့အသုံးမချမှုတွေကြောင့် လောက်တော့တိုင်းပြည်နစ်နာနေဆိုတာကို မြင်တွေ့ရမှာပါ။ဟေအားနဲ့တပည့်တို့ရဲ့ချစ်ချင်းမေတ္တာကြိုးစားမှုတွေကိုမြင်တွေ့ရမှာဖြစ်လို့ဒီစကားကိုဆက်လက်ကြူစားစေချင်ပါတယ်။၎င်းရဲ့စမှာတော့ကိုပိုင်ចောင်းတစ်ခုမှာចောင်းအပ်လက္ခဏာနဲ့စတင်ထားပါတယ်။စာသင်ခန်းတစ်ခုထဲမှာចောင်းသားတွေစာသင်နေကြပါတယ်။ ရှေ့ရဆရာကစာသင်နေပေးမယ်စာကိုနားမလဲတာကြောင့်ဂိမ်းဆော့တဲ့သူကဆော့အိတ်တဲ့သူကအိမ်နေကြပါတယ်။ကျောင်းစင်းတန်ကျောင်းထိုးတာကြောင့်အိမ်နေတဲ့ပတ်တီလည်းလန်နိုးသွားပါတယ်။စာသင်နာကိုနားမလဲတဲ့အပြင်အိမ်သာဘုရားပေးလိုက်တာကြောင့်ပတ်တီရဲ့တငယ်ချင်းကစိတ်ညစ်နေပါတယ်။စိတ်ညစ်ညစ်နဲ့ကျောင်းစင်းတို့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တော့သူ့ဘေကဗာမပြောညာပြောနဲ့လက်မှတ်ထိုးခိုင်းလိုက်ပါတယ်။အမတ်တို့ပေးပြီးဒီဘိုကြောင်ထဲကိုဝင်လာလိုက်ပါတယ်ဒီဘိုကြောင်ထဲမှာရှိနေတဲ့သူ့အမေကိုအမေ သူကဘာလုပ်လဲလို့မေးလိုက်ပါတယ်။ငင်ဖို့ပိုင်တဲ့အခွေတန်းကို ရောင်းလိုက်တာလို့အမေပြစ်သူကပြောပါတယ်။အဘေပြစ်သူကဝင်လာပြီးဘာရီမျောလင့်နေတာတဲ့။ငင်ကူရတဲ့အမတ်နဲ့ဆိုအင်ဂျင်နီယာဖြစ်ဖို့မလွယ်ဘူး။အားလုံးမှာဝယ်စရာတွေတုပ်စရာတွေရှိသေးတယ်။မင်းကိုမျောလင့်လို့မရဘူးလို့ပြောပြီးတွတ်သွားပါတယ်။တငယ်ချင်း၃ယောက်သားအခွေတန်းမှာရှိနေတဲ့အခွေတွေကို သိမ်းဖို့တွားလိုက်ပါတယ်။ခွေတန်းကြီးရောက်တော့ဒါငါတို့မျိုးရဲ့ပထမဆုံးခွေတန်းလို့ပြောလိုက်ပါတယ်။ခွေတန်းနဲ့ဝင်ပြီးဖိုးလက်ရကအခွေတွေကို တငယ်ချင်းတွေအတူတူတင်းလိုက်ပါတယ်။ကိုတွေတင်းစကြင်းနဲ့ပြတ်တွေတွေ့သွားပါတယ်။ယာမင်းအဖိုးခေကလေးကအခွေကောင်းနေရှားလို့မလွယ်တော့ဘူးကြည့်မယ်လို့တုံနေကြပါတယ်။ကိုတွေကိုတက်ကြည့်ရင်တိတာတစ်ခုကိုတွေ့လိုက်ပါတယ်။တိတာထဲမှာတိတ်ခွေတွေတွေ့ရကြအောင်တိတာကိုယူပြီးကြည့်ဖို့အင်းကိုအသေးတန်ပြေးပါတော့တယ်။တိတာထဲမှာပါတဲ့ဆက်နဲ့တိတ်ခွေကို ဖွင့်လိုက်ပါတယ်။ကြင်းနဲ့ပြတ်အခွေတွေထင်ပြီးအတန်းကိုတိုးတိုးလုပ်ဖို့ပြောလိုက်ပါတယ်။အာသင်နေတဲ့လူတယောက်တွေ့တာကြောင့် သူတို့ထင်ချင်းနဲ့စာသင်ရင်းဘာညာဇလန်းစမယ်လို့ထင်နေကြပါတယ်။ကြီးင်းနဲ့သူတို့ကိုအင်စာပေးတဲ့အပုတ်ပြက်တာကြောင့် NOB ရေးလိုက်ပါတယ်။ဒီလူကအကြောင်းစရာဖြစ်မှာပဲဒီလူကိုချပြီးအားတို့ကျူရှင်တင်ကားရင်ဇာရီနားလည်မှာပဲဆိုပြီးတက်တာတွေကတဲလွန်စာတွေတွေ့လို့တွင်ရလိုက်ချလိုက်ပါတယ်။အရိကတိတ်ခွေတွေကိုတခွေချင်းဆွဲတုပ်လိုက်ပါတယ်။တိတ်ခွေတွေဆွဲတုပ်ရင် ကတုပြားတစ်ခုကိုတွေ့သွားပါတယ်။ကတုပြားထဲမှာလိမ့်စာနဲ့နမဲကိုတွေ့သွားခဲ့ပါတယ်။အိမ်သားထဲမှာသူတို့မျိုးရဲ့မနီမိုးဝေးက ဗာနေတရွာဖြစ်နေပါတယ်။ငွေချင်း300ယောက်သာရွာကိုဆိုင်ငင်းနဲ့သွားကြပါတယ်။ဒိသာတိုင်းကူမာဆိုတဲ့သူကိုရှာပေးမယ်။ဥမာရီများကြီးပဲမို့ရှားရခတ်နေခဲ့ပါတယ်။တိန်ဝင်တိန်တို့လိုက်ချရင်ကျောင်းဆရာတယောက်အင်ကိုရောက်သွားခဲ့ပါတယ်။သူတို့မှာပါလာတဲ့ဂတ်တူရကိုထုတ်ပြလိုက်ပါတယ်။ကျောင်းဆရာကငါတပည့်ပဲကျောင်းကိုမကြမ်းမကြမ်းလာတယ်။ဒါပေမဲ့သူကမင်းတို့ပြောတဲ့ကျောင်းဆရာတော့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အကောက်ကွန်ဌာနရဲ့အကြီးဆုံးလို့ပြောပြီးအိဆာကိုပေးလိုက်ပါတယ်။ ်အိဒါအတိုင်းအောက်ကွန်ဌာနမှုရှိတဲ့မြို့ကိုကားစီးပြီးသွားကြပါတယ်ကောက်ကွန်ဌာနမှုစီရောက်တော့သူတို့ခြာနေတဲ့သူမဟုတ်ဘူးဆိုပြီးပြန်ဖို့လုပ်ကြပါတယ်ကောက်ကွန်ဌာနမှုကတွေ့သွားတော့အနှုတ်ကပါရည်တဲ့ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူတို့ခြေကိုလာခဲ့လို့ခေါ်လိုက်ပါတယ်ကောက်ကွန်ဌာနမှုကဘာကိစ္စရှိလို့လဲလို့မေးလိုက်တာကြောင့်အခွေတိုင်းကြီးမှာအခွေသိန်းလိမ့်စာကို တွေ့ကြောင်းပြောလိုက်ပါတယ်။တောက်ဝန်ဌာနမှုကအခွေတိုင်းကိုဆိုပြီးရပ်သွားခဲ့ပါတယ်။ ခဏကြတော့ရင်းဖို့နာမည်ကဘသူလဲလို့မေးလိုက်ပါတယ်။ငယ်ကတယောက်ကကျွန်တော်ဖိုးကဘူပါဘူးလို့ပြောလိုက်တာကြောင့်ပောက်ကွန်ဌာနမှုကလာကွာထိုင်ပါဦး။မင်းဖိုးနဲ့ငါနဲ့ကရင်းရင်းနေတာပဲ။နားရီတုံးကတော့ဒါသေးတယ်လို့ပြောလိုက်ပါတယ်။မင်း၄တန်းငါးတန်းပဲချီသေးတယ်လို့ပြောလိုက်ပါတယ်။ကောင်းလေးကကျွန်တော်၄တန်းကလို့ပြန်ဖြေလိုက်ပါတယ်။ပါရိသတ်ရှိလို့လဲလို့မေးလိုက်တာကြောင့်ကောင်လေးကတိတ်ခွေကိုထုတ်ပြလိုက်ပါတယ်တိတ်ခွေထုတ်ပြလိုက်တဲ့အချိန်မှာတော့ကောက်ခံရင်းမှုရဲ့မျက်နှာဝင်းလက်သွားခဲ့ပါတယ် တိတ်ခွေကိုကိုင်းပြီးဆရာရဲ့ဓပုံကိုလက်ကြည့်လိုက်ပါတယ်ပူမာကဘာလူဆရာရဲ့ဇလန်းကိုပြန်ပြောပြရင်1990ပြည့်နှစ်တွေစီဆက်ကို ပြန်ခေါ်သွားခဲ့ပါတယ်။ဒီပိုင်းမှာပိတ်သက်ကိုစိတ်ဝင်စားမှုဖြစ်ပေါ်အောင်လို့ဝတ်ဆန်းကျတဲ့ခံစားချက်နဲ့စတင်ပြသထားပါတယ်။1993ခုနှစ်အိန္ဒိယနိုင်ငံစီကိုရောက်သွားပါတယ်။ဒီအချိန်ဟာပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတွေထွန်းကားလာပြီးဆိုရပိုင်းကျောင်းတွေကိုလူတွေစိတ်ဝင်စားတော့တဲ့ကာလပါ။ ်ညညာရေးကိုစီးပွားရေးအဖြစ်ပြောင်းလဲလိုက်ပါတယ်။ညညာရေးတိုးတက်လာတဲ့အမြအကာကြီးငွေတိုးတောင်းလာခဲ့ပါတယ်။အစိုးရအကြောင်းတွေလည်းကောင်းကောင်းမလဲပတ်နိုင်ခဲ့ကြပါဘူး။အစိုးရကတင်ကြားရေးဆရာတွေကိုလာသာကောင်းကောင်းမပေးပါဘူး။ပုဂ္ဂလိကအကြောင်းတွေကလာသာတွေပို့ပေးပြီးခေါ်သွားကြပါတယ်။ဘာလူဆရာက TU ပတိဆိုတဲ့ပုဂ္ဂလိကအကြောင်းပိုင်ခြင်းရဲ့အကြောင်းမှာတင်ကြားငယ်တန်းဆရာအဖြစ်လုပ်ကိုင်နေသူပါ။သူရဲ့တင် जा မှုပုံစံကရိုးရှင်းပြီးចောင်းသားတွေကိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တဲ့ပုံစံမျိုးပါ။ တရားတတ်တမ်းမှုနဲ့ចောင်းသားတွေပေါ်ဘီဥဆိုင်တဲ့စိတ်ကိုခံစားရပါတယ်။ဒီနေ့အစိုးရရဲ့အစီအစဉ်တစ်ခုကြောင့်ဘာလူကိုစိုးတရားရန်ဆိုးတဲ့ကြေးရွာကစိုးရပိုင်းចောင်းတဲ့ចောင်းကိုစေလို့ခံရပါတယ်။ဒီចောင်းကိုရောက်တဲ့အခါမှာចောင်းသားတွေလုံးဝမရှိသလောက်အစာအုပ်ကဟောင်းနှမီစွပစ်ခံရတဲ့အနေအထားမှာရှိနေတာကိုတွေ့ရပါတယ်။ဒေသခံတွေကပညာရေးကိုလင်းမတာပဲကလေးတွေကိုလေယာဉ်ထဲမှာပဲလှုပ်လှုပ်ခိုင်းတာမျိုးပါ။ ဘာလူရဲ့မျက်နှာမှာစိတ်တကြမှုနဲ့စိန်ခေါ်မှုကိုရင်ဆိုင်မှုစိတ်ဆုံးပြတ်ထားတဲ့ခံစားချက်ကိုပြသထားပါတယ်။အလူကဒီအချိန်တွေကိုလက်မခံတာပဲဒေတာကန်ဒီနဲ့တွေ့ဆုံပွဲတစ်ခုကိုစီစဉ်ပါတယ်။သူကပညာရေးရဲ့ရေးပါမှုကိုရိုးချင်းစွာရှင်းပြထားပါတယ်။ကလေးတွေကိုပညာသင်ပေးရင်သူတို့ဘဝကပြောင်းလဲမယ်။ဒီရွာကစီရင်မှုကနေလွတ်မြောက်မယ်ဆိုပြီးစီယုံပါတယ်။ဒေတာကန်တွေကသူစကားကိုနားထောင်ပြီးကလေးတွေကိုကြောင်းပို့ဖို့သဘောတူလာကြပါတယ်။ ကျောင်းသားတွေစာသင်ရောက်လာတဲ့အခါဘာလူကသင်ချာကိုပြောစရာကောင်းလောက်အောင်သင်ပေးထားပါတယ်။ညီမ သူပေးမှာစီဝဗေဒဆီယမမီနာကချီဆိုတဲ့ဆီယမတစ်ယောက်လည်းပါလာပါတယ်။ဒါလူနဲ့မီနာကချီတို့တဖြည်းဖြည်းရင်းနှီးတာပြီးသူတို့ကြားကချီးကျင်းမေတ္တာကိုညွန်ပြတဲ့အချစ်ဇလန်လေးနဲ့စတင်တာပါတယ်။ဒီပိုင်းမှာသူတို့နှစ်ယောက်ကျောင်းဝင်းနဲ့လမ်းလျှောက်ရင်းတကားပြောနေတဲ့မြင်ကွင်းကဥမတ်တစ်ဆံပြီးပြိတ္တတွေကိုပြုံးမိစေမှာပါ။ဒါပေမဲ့ကျောင်းသားတွေထဲမှာ ဇနိတ်ခွဲခြားမှုပြဿနာရှိနေတာကိုဘာလူတတိထားမိသွားပါလေတချို့ចောင်းသားတွေကဆင်းရဲတဲ့မိသားစုကလာတာကြောင့်တခြားသူတွေကခွဲခြားဆက်ဆံတာပါအားကိုဖြည့်ခြင်းမှုဘာလူကចောင်းသားအလုံးကိုသဘောတူညီတဲ့ uniform ဝတ်စေပြီးတန်းတူဆက်ဆံမှုကိုအားပေးထားပါတယ်ဒီလိုနဲ့ចောင်းကတဖြည်းဖြည်းပြန်လည်တက်ဝင်လာပြီးចောင်းသားတွေကလည်းပုံဆောင်မေးပွဲမှာအောင်မြင်မှုရရှိလာကြပါတယ်ဒီလိုအောင်မြင်မှုရလာတာကို TU ပတိကမနာလို့ဖြစ်လာပါတယ် သူကပေါ်ရိကအကြောင်းတွေကနေចောင်းသားတွေကိုဆွဲထုတ်ပြီးအမဲရဖို့ကြံစီထားသူပါ။ဘာလူရဲ့အောင်မြင်မှုကသူစီပွားရေးကို ထိခိုက်စေမှန်ကိုစိုးရင်ပြီးဘာလူကိုပေါ်ရိကအကြောင်းမှရာထူးကောင်းကောင်းနဲ့ဆွဲဆောင်ပါတယ်။ဒါပေမဲ့ဘာလူကညှင်းဆန်လိုက်ပါတယ်။ကျွန်တော်ကဆရာတယောက်ဖြစ်ချင်တာစီပွားရေးတမမဟုတ်ဘူးဆိုပြီးသူ့ရဲ့စိတ်ဓာတ်ကိုပြပါတယ်။ဒီလိုညှင်းဆန်တာကိုတီယူပတိကလက်မကမ်းပဲငညာရေးဝင်ကြီးနဲ့ပူပေါင်းပြီးဆိုရာအကြောင်းတွေကဆရာတွေကိုဖယ်ရှားဖို့ ကြံကြည်ပါတယ်ဒီမြင်ကွင်းမှာသီယုပတိရဲ့မျက်နာမှာအာဂါဒနဲ့အောင်မြင်မှုကိုမြင်ရပြီးဘာလူရဲ့ဘဝကိုဖျက်ဆီးဖို့သူ့ရဲ့အာဏာကိုအသုံးချထားတာကို ပြသထားပါတယ်ဒီလိုနဲ့ဘာလူတယောက်လုံးလက်မဲ့ဖြစ်သွားပြီးအเจ้าကလည်းတန်းလဲပျက်စီးသွားပါတယ်ဒီပိုင်းမှာပြိတက်ကိုစိတ်တက်ကြစေတဲ့ခံစားချက်နဲ့ဘာလူရဲ့အနာဂတ်ကိုစိုးရိမ်စေတဲ့လေတုကိုဖန်တီးထားပါတယ်ဒါပေမဲ့ဘာလူကအလွယ်တကူအချုံးပေးသူပါသူကအเจ้าသားဟောင်းမူသူနဲ့အတူတူကြေးရွာကိုပြန်လာပြီး ကျောင်းသားတွေအတွက်အကားမဲ့တင်တန်းတွေဖွင့်လှစ်ပါတယ်ဒီတင်တန်းတွေကို BO ဖြင့်မှတ်တမ်းတင်ထားပြီးနောက်နှစ်တွေမှာအဘီတို့ခြာတွေ့ခဲ့တဲ့ကက်ဆက်တွေ ဖြစ်လာပါတယ်ဒီအပိုင်းမှာဘာလူရဲ့ဆွဲချိမှုကျောင်းသားတွေပေါ်မေတ္တာနဲ့စွန့်လွတ်မှုကိုပြသထားပါတယ်သူရဲ့ကြိုးစားမှုကြောင့်ကျောင်းသားတွေအောင်မြင်မှုရလာပြီးဒေတာကန်တွေကလည်းသူ့ကိုလေးစားမှုရရှိလာပါတယ်။ဇလန်ကပြီးဆုံးချိန်မှာကုမာကအဘီတို့ကိုဘာလူစီယာကကျွန်တော်တို့ဘဝကိုပြောင်းလဲပေးခဲ့တယ်ဆိုပြီးပြောပြရင် သူတို့လည်းဘာလို့ရဲ့စိတ်ဓာတ်ကိုလက်စင်ကန်ဆက်လက်လှုပ်ဆောင်နိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီမြေပွဲမှာနောက်ကန်ဂီတာကတဖြည်းဖြည်းကျေလွန်လာပြီးစိတ်အားထက်သန်တက်ကြွစီတဲ့ခံစားချက်နဲ့ဆုံးသက်ထားပါတယ်။